ကချင်ပြည်နယ်ဖက်ကံမြို့နယ်စိုင်းတောင်ရွာဟောင်းမှာအင်ဂျိုဝိုင်အဟောင်းတွေကိုပြန်လည်ကျူချက်နေတဲ့အတွက်ဘေးပတ်ဝန်းကျင်မှာနေထိုင်သူတွေမှာအနံ့အတက်ဆိုးတွေကိုနှစ်စဉ်ရက်ဆက်ခံစားနေရတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။အဆိုပါအင်ဂျိုဝိုင်အဟောင်းတွေကျူချက်နေတဲ့စိုင်းတောင်ရွာဟောင်းအနီးမှာဒေသခံများမှာအဲ့ဒီအနံ့အတက်ဆိုးတွေကြောင့်မူးဝေအော်အန်ကအစားတောက်ပြီးမစားနိုင်တဲ့အထိဖြစ်နေရပြီးရက်ွက်လူကြီးတွေကလည်းဘာတစ်ခုမှလှုပ်ဆောင်ပေးခြင်းမရှိဘူးလို့ဒေသခံမျိုးတမီးကပြောပါတယ်။ အင်ဂျိုဝိုင်အဟောင်းတွေကိုစိုင်းတောင်ရွာဟောင်းကနေချက်နေရအနက်ကတော်တော်ဆိုးတယ်။ဒါကိုရက်ကွက်လူကြီးတွေကိုတပ်ပြောလဲသူတို့ကလူကြီးတွေကိုတပ်ပြောလိုက်ပါလို့ပြန်ပြောလာတယ်။ကျမတို့ကဘေးလူကြီးကိုပြန်တပ်ပြောရမှာလေ။ရက်ကွက်၃ရက်ကွက်၄နဲ့ရက်ကွက်၅ကလူကြီးတွေဘ ᱹ ကူမှပြောလို့မရဘူး။ပြန်ချက်နေကြတာပဲနီးဖျားကုန်းမှာစေခန်းရှိတယ် motion စေခန်းအဲ့ဒီစေခန်းမှာမွေးလူနာတွေခွေးလူနာတွေရှိတယ်လူနာတွေအတွက်လေးမကောင်းဘူးအနံ့အသက်တွေကအတော်ကိုဆိုးတယ် အချို့ဆိုအဲ့ဒီအနက်တွေကြောင့်ထမင်းတော်မစားနိုင်ကြဘူးလို့၎င်းကပြောပါတယ်အခုလိုကြိုချက်ရန်အတွက်ကုမ္ပဏီတွေကနေအတုံးမပြူတော့တဲ့ကားဘတ်ဖို့စတီတို့မှအင်ဂျင်ဝိုင်အဟောင်းတွေကိုဈေးချူတာစွာဖြင့်ဝေယူကပြန်လေကြိုချက်ကြခြင်းဖြစ်ပြီးချက်ပြီးရလာတဲ့အင်ဂျင်ဝိုင်တွေကိုတလီတာလင်တထောင်တထောင်ခွေနဲ့ပြန်လေရောင်းချနေခြင်းဖြစ်တယ်လို့ဒေတာခန်တူကပြောပါရယ် ကုမ္ပဏီတွေကကားတွေဘဖိုးတွေမှာမတုံတော့တဲ့အင်ဂျင်ဝိုင်အဟောင်းတွေကိုဈေးချူချူနဲ့ဝေပြီးတော့မှပြန်ချက်တယ်။ချက်လို့ရတဲ့အင်ဂျင်ဝိုင်တွေကိုတထောင်းတထောင်းခွဲနဲ့ပြန်ရောင်းအဲ့ဒီလိုတွေလုပ်နေကြတာ။သူတို့တွေအဲ့ဒီလိုလုပ်တာအရေးမကြီးဘူး။ပတ်ဝန်းကျင်မှာကတော့နေလို့ကိုမရတာ။အဲ့ဒီအနက်တွေကြောင့်မူးလို့အန်လို့ချက်တဲ့တူတွေတော့ဘလို့နေပြီးချက်ကြလေတော့မသိဘူးလို့၎င်းကပြောပါတယ်။အခုလိုအနက်သက်ဆိုးတွေကြောင့်အနည်းပတ်ဝန်းကျင်ရှိပီတူတွေအပြင် အင်ဂျဝိုင်းအဟောင်းတွေကိုကိုတန်ချက်လုံနေကြသူတွေအတွက်လည်းရေရှည်မှာကျမ်းမာရေးဆိုးဝါးစွာထိခိုက်လာမှာဖြစ်တဲ့အပြင်တဘာဝပတ်ဝန်းကျင်လည်းထိခိုက်ပျက်စီးနိုင်တဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကတာစီပေးရန်ဒေသခံတွေကလိုလားနေကြပါတယ် အင်ဂျိုဝိုင်အဟောင်းမှာပိုလီဆိုက်ကလက်အေရိုမက်တစ်ဟိုက်ဒရိုကာဗွန်ဗန်ဇင်းတူလူရင် heavy metal from k promian arsenic ကဲ့သို့အစိုက်ပင်ဓာတုပစ္စည်းတွေပါဝင်ပြီး၎င်းအားအပူပေးလိုက်တဲ့အချိန်မှာကာဗွန်မိုနောက်ဆိုက် nitrogen oxide sulfur oxide heavy metal papers များထွက်လာတဲ့အတွက်ကောင်းကင်ချင်းမူးဝေအော်အန်ချင်းတွေးသွင်းအောက်ဆီဂျင်ကြချင်းချောင်းဆိုချင်းအသက်ရှူမဝချင်းအဆုတ်ရောင်ချင်းလူတွေရဲ့အရေးအပြားနဲ့တိုက်ရိုက် ထိတွေ့ပါကလေအရေးပြားအတွင်စိတ်ဝင်သွားက ၊တွေးနှင့်အတွင်အင်ကာများကိုပျက်စီးစေခြင်း၊အသေးအလိုလုပ်ပုံပျက်စီးခြင်း၊ကြောက်ကထိခိုက်ပျက်စီးခြင်း၊အုံနောက်ကိုထိခိုက်စေနိုင်တဲ့အာယုံကြောဆိုင်ရာအစိတ်တင်စေသောအာနိတေများရှိတတ်ခြင်း၊အဆုတ်ကင်စာ၊အရေပြားကင်စာ၊အစာအင်ကင်စာ စသည်ဖြင့်ဆိုးကျိုးများစွာဖြစ်စေကြောင်းအင်ဂျူဝိုင်အဟောင်းနှင့်ပတ်သက်ပြီးကျန်းမာရေးဆိုးကျိုးများစားဆောင်တစ်ခုမှာဖော်ပြထားပါသည်။အလားတူစွာအင်ဂျူဝိုင်ဟောင်းတလီတာလင် ရေတက်လီတာပေါင်း၁၀သိန်းကိုပျက်စီးစေနိုင်တာဖြစ်တဲ့အတွက်မြေစီလွာနှင့်ရေထုကိုပျက်စီးစေတည်တာမကယခုကဲ့သို့ပြန်လည်ချက်လုပ်တဲ့အခါမှာလေစနေတကြပြန်လည်တန်ဆင်ခြင်းမဟုတ်တဲ့အတွက်အစိတ်သင့်အခိုးငွေများထုတ်လွှင့်တည်ဖြစ်၍လေထုကိုပါညဉ့်ဉန်းစေကြောင်းရင်းဖော်ပြပါစာဆောင်မှသိရပါရယ်